အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြိသက်တဲ့အောင်းလည်းမင်္ဂလာပါဒီတစ်ပတ် International Break က Arsenal ပြိသက်တဲ့အတွက်တော့တကယ်ကိုစိတ်ပျက်စရာပေါ့လေအထူးသဖြင့် Arsenal အသင်းရဲ့ဒါ defensive မှာတကယ်ကိုအရေးကြီးဆုံးကစားမဖြစ်တဲ့ Gabriel injury ဖြစ်သွားတဲ့အချက်ရဲ့နောက် Italy Lewis အသင်းကိုတွားရောက်ပူပေါင်းနေပြီမဲ့ဒါဒဏ်ရာပြဿနာကြောင့်ပဲပြန်လာရတဲ့ Ricardo Calafiori ရဲ့ဒဏ်ရာပြဿနာကြောင့် အာဆနယ်ရဲ့ခံစစ်မှာဒါအူထော်တန်ဟော့စပါနဲ့ကံပဲပွဲဘိုင်မြူနီနဲ့ကံပဲပွဲအပါဝင်ချယ်ဆီနဲ့ပွဲချက်တီစတိုက်ရင်ဆိုင်မဲ့အချိန်မှာမီကယ်အာတီတာအတွက်ခေါင်းစားဆရာဖြစ်လာပြီဒါမနေ့ညကဘရာဇီးနဲ့ဘရာဇီးနဲ့ဆန်နီကိုကအာဆနယ်ရဲ့အမရိကွေမှာခြေစမ်းပွဲကံတယ်အဲပွဲမှာကာလိုကက်ဆမီရိုနဲ့အက်စတာဗေတို့တယောက်တကိုးသွင်းတယ်ဒါပေမဲ့ ဂါဘရီယယ်အင်ဂျူရီဖြစ်သွားလို့လူစားလဲခဲ့ရတယ်။ဒါပို့ပြီးတော့ခံပြေးစရာကောင်းတာအာဆန်ပြေးသက်တွေအတွက်ကအမရိမာကန်နဲ့ချီဆန်းပွဲမှာသူတို့ရဲ့အဓိကကစားမှာဒီယာဒီမာအာဆန်ပေးတဲ့တီတို့များတည်တယ်ပြိုင်ဘက်အသင်းတွေလည်းနားလေတယ်အာဆန်ရဲ့ဆပ်ပီးစ်မှာအရေးကြီးဆုံးကစားမှာအာဆန်ရဲ့ defensive unit မှာမနစ်ကာတီကဝီလျံဆလီဘာက main လို့တော့ပြောလို့ရဒါပေမဲ့ဒီယာတီမှာဂါဘရီယယ်ရဲ့ leadership ဘိုင်းနဲ့ဂါဘရီယယ်ရဲ့အသင်းပေါ် impact ဖြစ်မှုဟာအရင်တည်တာတယ်ဆိုတော့ အခုကျွန်တော်တို့ကြားသိတာတာကအခုသူ့ရဲ့ဒဏ်ရာပြသနာပေါ့လေဒါပေါင်ချန်ဒဏ်ရာလို့ပြောတယ်တချို့ကလည်းတစ်ခေါက်ကျော်ဒဏ်ရာလို့ပြောတယ်အခုလောလောဆယ်အတိအကျမဖော်ပြထားသေးဘူးဒါပေမဲ့လည်းဒါအခုလောလောဆယ်အနေထားရသူတို့ final ဆေးစစ်မှုတွေပြုလုပ်ထားမယ်မနေ့ကကာလိုအန်ချီလိုတီရဲ့ press conference မှာပေါ်တာတော့သူကပေါင်ပေါင်ချန်ကျွက်သားတန်ရထိခိုက်သွားတယ်ဆိုပြီးအတီးပြုထားတယ်ဆိုတော့ကျွန်တော်တို့စောပိုင်းကပြုထားတဲ့အတိုင်းပဲဒါပေမဲ့ဆေးစစ်မှုပြုလုပ်မယ် အခြေအနေဘလောက်ရှိလဲဆိုတာကိုသူအသေးစိတ်ဒါပေမဲ့အဆိုးတွေကအကောင်အပါလဲဆိုတော့ Gabriel injury ဖြစ်ပြီးတဲ့အချိန် Queen ကအာဆင်နယ်ရဲ့ကားရှိရာကိုပြန်သွားတဲ့အချိန်ပေါ့လေကားတွေကအာဆင်နယ်စီစဉ်ပေးတာကို Brazil Senegal ရောအဲ့ပုံမှန်အာဆင်နယ်သိရှိတဲ့ကားကိုသူပြန်တဲ့အခါမှာသူ ACC လမ်းလျှောက်ပြန်သွားတယ်ဂျိုင်းတောက်ဒီပိုင်းမပါဘူးဆိုတော့ဒါကအဆိုးတွေကအကောင်တစ်ချက်ပေါ့လေအဲ့တစ်ချက်ကြောင့်အခုလောလောဆယ်မှာ Gabriel ရဲ့ case ကနှမျိုးရှိတယ်ပေါင်ချန်တန်ရာကို ကကျွန်တော်တို့တကောက်ကျော်တိုင်ရနဲ့မတူတကောက်ကျော်တိုင်ရအချိန်နှင်းငယ်ကြာတယ်ပေါင်ကျန်တိုင်ရကဒါဘယ်လိုပြောမလဲသူတို့ရဲ့သတ်မှတ်ချက်တွေရှိတဲ့အခါမှာအများဆုံးပြန်ကောင်းလိုက်မယ်အချိန်တွေက9ရက်ကြာတယ်အဆိုးဆုံးအချိန်တွေကနှစ်ပတ်ကနေ9ပတ်တိကြာတယ်ဆိုတော့ပေါင်ကျန်တိုင်ရကကျွန်တော်တို့တကောက်ကျော်တိုင်ရတို့ချင်းချင်းဝင်းတိုင်ရတို့ဒူးတိုင်ရတို့လူတိုင်ရအပြင်းပြင်းထန်ထန်ရတဲ့တိုင်ရမျိုးတော့မဟုတ်ဘူးအသေးစားတိုင်ရဖြစ်တယ်ဒါပေမဲ့ဂါဘရီယယ်ကိုကျွန်တော်တို့ကအဆိုးဆုံးပြန်လာရင်9ရက် နောက်ကြဆုံးပြန်လာရင်ရေတရပတ်နှစ်ပတ်ကနေ၅ပတ်ထိတကယ်လို့နှစ်ပတ်ဆိုရင်တေးကြတယ်ချက်စီးနဲ့ပွဲတွေ့တေးကြပေါ့လွဲချော်မှုရှိတယ်ဒါကဂါဘရီယယ်ရဲ့ injury ဖြစ်တယ်ဒီနေရာမှာရီကာဒိုကာလာဖီယိုရီကာလာဖီယိုရီက hip injury အစိုးရတဲ့ဖြစ်တာအီတလီလေဝေးစင်ကိုတွားရောက်ပူပေါင်းတယ်ဗောလေအီတလီကမော်တူပါနဲ့တပွဲကန်တယ်အခုဒီဆန်တေးမှာနော်ဝေးနဲ့ကန်မယ်အဲ့ပွဲမတိုင်ခင်တည်းကသူက ဒီသူ့ရဲ့တင်ပါတန်ရာရရှိထားတယ်။အိုက်တန်ရာပြဿနာကိုသူခံစားနေရတဲ့အတွက်အီတလီမှာကစားရတာမဟုတ်ဘူး။ဒါပေမဲ့အခုအိုက်တန်ရာပြဿနာကြောင့်ပဲအီတလီလေဝေးစင်အသင်းကနှုတ်ထွက်ပြီးတော့အာဆနယ်ကိုပြန်လာပြီ။ဆိုတော့ဒါအခုလက်ရှိမှာရီကာဒိုကာလာဖီယိုရီလည်းတန်ရာကြောင့်ဒါဘယ်လိုပြောမလဲအီတလီကရီကာဒိုကာလာဖီယိုရီလည်းမဟုတ်ဘူး။ဆန်ဒူထူနာလီပါတန်ရာရလို့သူလည်းပြန်လာခဲ့တာ။ဆိုတော့အီတလီကလည်းဒါဘာပဲဖြစ်ဖြစ် ဘယ်လိုပြောမလဲရီကာဒိုကာလီဖီယိုရီရောဒီတစ်ဖက်ကဆန်တိုထိုနာလီရောနောက်ကာလီဖီယိုရီဆိုရင်သူတန်ရရအားလုံးကြည့်လိုက်အာစနယ်မှာရတာမဟုတ်ဘူးအဲ့အီတလီလေဝင်းစင်သွားတယ်မှာရတာနှစ်ခါတိတိရတာဒီချိန်နဲ့ဆိုတတိယအချိန်ဒါပေမဲ့ဒီတစ်ခါကတော့အီတလီတက်ကန်တာမဟုတ်ဘဲနဲ့သူ့အတူတန်ရပြဿနာအချို့ရှိခဲ့တာပေါ့လေဆိုတော့အာစနယ်ကအခုရီကာဒိုကာလီဖီယိုရီရောဂါဘရီယယ်ရောအင်ဂျူရီဖြစ်တဲ့နောက်ဆုံးအချိန်တွေကိုစောင့်ကြည့်ရမှာဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာပီယရိုဟီကီပီကဟိုတနေ့ကအက်ကွေဒေါကစားတဲ့ပွဲမှာအသင်းကောင်းဆောင်ဖြစ်ပါအောင်ကစားသွားတယ် ိုက်ပေပချန်ဂါဘရီယယ်ရဲ့နေရာကိုသူကစားနိုင်မဲ့အခွင့်အရေးကောင်းကောင်းရှိမယ်။မိုက်လူးဝစ်စကယ်လီကစားခွင့်မရလို့ဒါသူ့မှာပရက်ရှာတွေရှိတဲ့ချာမှာသူ့အတွက်အခွင့်အရေးပေါ့လေ။ကာလာဖီယိုဒီတန်ရရင်သူ့အတွက်ချမ်းရှိမယ်။ Now Christian Muscara ရှိတယ်ဆိုတော့ center back position ကတော့ Gabriel ရှိတုံးကလောက် ဒါဆန်တာဘက်နဲ့ပတ်သက်လို့ပြဿနာမရှိဘူးတခုပဲကျွန်တော်စိုးရင်ပါလေဂါဘရီယယ်မရှိတဲ့အခါမှာအာဆန်ရဲ့ဆက်ပီးစ်တွေဂိုးမရတော့တဲ့အချက်ပဲမနေ့ကမမရရဂါဘရီယယ်ယာတီပိတ်ခံနေ injury ဖြစ်တဲ့ချိန်မှာအာဆန်ရဲ့ဆက်ပီးစ်ကဂိုးရဖို့တော်တော်ကိုရုန်းကန်ရတယ်နောက်ဆုံး Chelsea နဲ့ပွဲမှာဒီ Mikel Merino flip တိုက်သွားတဲ့အလုံးကတော့တောင်းတောင်းဂိုးမရတော့အဲ့အချက်ကနည်းနည်းတော့ ဒါဆိုရင်ဆရာဖြစ်တယ်ဒါပေမဲ့မနေ့က international break ဒီတစ်ပတ် international break မှာတော့ arsenal ပြင်းသက်တွေအတွက်တည်င်းစိုးပေါ့လေ ricardo calafiori နဲ့ gabriel တို့ injury ဖြစ်သွားတဲ့အတွက် arteta အတွက်တော့ဒါဒီမျက်နှာသစ်တွေနဲ့ပွဲထွက်ရတော့မှာပါအားလုံးချင်းချင်းပါတယ်